ရေးလိုက်ပါမယ်မိစ္ဆာလည်းပါမယ်ပေါ့အဲ့လိုပါလကဆာလိုပါ냐ပြီးစုစီလိုအဆရှိတယ်လည်းပါနေပါကောင်းပါနိုင်နေပေါ့အခုပြောနေတာတော့ဒီမိစ္ဆာလာမဖမ်းပါနဲ့ကလေးတွေတူရင်ထွန်းပေါ့နောက်တစ်ခါနေလင်းထက်နော်နောက်တစ်ခါနေရဲလင်းပေါ့အဲ့ဒီကလေး၃ယောက်ကသူတို့ပွဲယုံရှိကြောင်းမှာဟိုဘက်ကအကွက်ဆင်ပြီးဖမ်းသွားတာအဲ့ဒီဖမ်းမဲ့နေရာကျန်တဲ့ပွဲယုံတွေကျန်တဲ့အင်ဂျီကိုတော့အနာသက်ဆိုင်လူကြီးကပြောထားတယ်အဲ့ဒီနေ့ကျတော့မင်းတို့ဆွဲမယ်မင်းတို့ရှောင်ထားကြရှားထားကြပြီးပြောတယ်ဒီကလေးတွေကအသီးငယ်ပေါ့မယုံသီးတို့နေလို့တို့အဲ့တို့ပဲကြီးကျန်လာတယ်သူပွဲယုံရှိကြောင်းမှာဆွဲစီထင်တယ်နော် ရှိတာကြီးတဲ့ပုံလေးအနည်းဆုံးပါနော်။ဒါဟုတ်တယ်ဘုရား။ data ချက်လိုက်မှာဘိုင်းလေးနဲ့နာမည်နဲ့တက်ပြောင်းမှာ။ဒါမင်းတို့ထန်ကုန်လေဒီကလေးသုံးရက်နဲ့လဲရဲဆိုတော့လဲလိုက်ပေါ့။နောက်ထပ်ဦးစင်းနေနဲ့နှစ်ပတ်တိတိတိခတ်ပေးမယ်။နှစ်ပတ်ကျော်လာလို့မှမထူကြဘူးဆိုရင်တော့ဦးစင်းကတော့နာမည်နဲ့ data ချက်လိုက်နဲ့လိုက်လဲလွှင့်မယ်။မီဒီယာတွေမှာလည်းဦးစင်းတင်ပြမယ်။အဘိုးဆိုနေပြီးတော့ဒူးချုပ်ကြီးကြီးစီဦးစင်းတို့ကိုယ်တိုင်ကြောက်ရပြီးစတင်မယ်။အဘိလို့တရားမှာလဲဆိုတတ်မတော်ပုံရည်တွေထိမှာဆိုလို့ဒီတတ်မတော်ပဲဆွဲစီကြတော့ခေါ်လေလို့အဲ့လိုမျိုးတွေတချို့ကလည်းထင်းနေတဲ့လူတွေရှစ်တရာကလည်းရှိတယ် နော်အဲ့ဒီလိုမျိုးတွေလည်းပါသွားတဲ့ပုံကိုယ်ကြီးအများဆုံးအဖြစ်အစင်းရဲစုစင်းစားများတယ်ဒီနေ့လုံးမနေစားများတယ်ညားဝင်လာပေါ့နော်ဟိုကလာဆွဲလာတယ်ဒီကလာစီရတယ်ဒါမျိုးတွေများအဲ့လိုများတော့ရွာတွေရက်ဒီမှာအခု6ရက်တိုးဆိုရင်တို့ရွာဆိုမိကိုတိတ်နေတယ်ဒါပေမဲ့ဥစဉ်ရတော့အခုခဏနေကင်းပတ်အောင်ပါနော်ဥစဉ်ရွာကိုဒီကြောက်ဆယ်မျိုးနဲ့ဝင်ကင်းလှည့်အောင်ပါအခုနေ့ကတော့ဥစဉ်မတင်ကားလို့ခေါင်းတစ်သီးပေါ့လူလေးယောက်ဥစဉ်ဆွဲစီလိုက်တယ်ဖောက်ပြန်တော့အကောင်ကြီးဖြစ်နေတယ်သူကနော်သူတို့ပြောပါတယ်မျိုးနေမကြွရင်ငါနေကိုမကြွလာနဲ့ နောက်ကြမှာဦးဇင်းလာတောင်းပါနေကြအေးကွာငါလည်းမင်းတို့မှလည်းငါလည်းမသိလို့ပေါ့ငါငါရပါလေလို့မတူကားလေးနဲ့ညညာဆိုလာလာပြီးတွေ့ရတူခေါ်ခေါ်သွားတာမို့လို့အဲ့ဒါကြောင့်မို့လို့ပါလို့အဲ့လိုပြောလိုက်တယ်နော်ဦးဇင်းခဏနေနေတာကဲလဲအောင်ဒါဦးဇင်းပြောမှဆိုရင်6နာရီခိုးပဲဆိုရင်ဆိုင်ကြီးလက်ပိတ်ကုန်ရွာလည်းလည်းခွေးတကောင်မိတကောင်တော့အလံမကြားတော့နော်ခုလက်ရှိတောင်းရှိတဲ့ပုံကိုရပါဗျာဦးဇင်းဖြစ်နေကျင်တာကတော့ကိုယ့်ရွာပါသွားတဲ့ကလေးတွေဆိုရင်ကိုကမမမမနဲ့ဆုံးရှုံးပြရပါ ခိုးလို့ဆိုဝင်လို့ရတောင်ဝင်ကြီးသွားပြီတောင်ဝင်ကြီးတဲ့ပြင်ကိုပလဲစင်ပို့သူသဘောစိတ်ဆန္ဒနဲ့လိုက်သွားတဲ့ကလေးလည်းရှိတယ်အဲ့ဒီလိုကလေးတွေမျိုးဆိုကျွန်တော်ရရပါမထောက်ပံ့နေပါဦးလင်းကိုယ်တိုင်ထောက်ပံ့ပါမယ်နော်အဲ့ဒီလိုပြောလို့ဟိုနေရာကျုပ်လိုက်ကလေးကိုပို့မြစ်တာရက်ခံပြီးသူတို့လာပြီးတောင်းပန်သွားတာပို့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်ဘုံမှစစ်တပ်လော်ပီဆရာတော်မှတူဇာတိရွာကလူငယ်တွေကိုပေါ်လာဆွဲခံရလို့မကြေမနက်ဖြစ်နေတဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ပါတယ်။ အခြေစိုက်စခန်းပေါင်း1400ရနီးပါးပိုင်ဆိုင်ထားသည့်စစ်တပ်ကတရင်များပြုံးတိကုန်သည့်အတွက်စစ်မှုထမ်းဥပဒေဖြင့်လူသစ်စုဆောင်ကအသက်ဆက်နေပါသည်။တရင်ဌာနချုပ်အခြေစိုက်စခန်းပေါင်း1400ရနီးပါးပိုင်ဆိုင်ထားသည့်စစ်တပ်ကတရင်များပြုံးတိလာပြီးနောက်စစ်မှုထမ်းဥပဒေဖြင့်အသက်ဆက်နေရကြောင်းသိရသည့်နိုင်ငံအနှံ့တိုက်ပွဲများဖြစ်လာပြီးနောက်စစ်ကောင်စီတရင်တပ်ဖွဲ့များရှိတပ်သားများအင်အားပြုံးတိလာသည့်အတွက် 2023အောက်တိုဘာ28ရက်ပြည်နယ်မြောက်ပိုင်းတွင်စတင်ခဲ့သည့်2029စစ်စင်ရေးပထမပိုင်းပြီးတွင်စစ်ကောင်စီသည်စစ်မှုမထမ်းမနေရပြည်သူစစ်မှုထမ်းဥပဒေကိုထုတ်ပြန်ကာလူတစ်ဆူဆောင်းမှုများလှုပ်ဆောင်ခဲ့သည့်ရခိုင်ရှမ်းမြောက်ကချင်းကရင်ပြည်ချင်းနှင့်စကိုင်းတို့တွင်တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပြီးတရင်တပ်မများဖွဲ့စည်းပုံပြတ်သည့်အထိပြုံးတီးပြီးနောက်စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမေအောင်လှိုင်သည့် 2024ခုနှစ်ဖေဖော်ဝါရီ10ရက်နေ့မှစတင်၍ပြည်သူစစ်မှုထမ်းဥပဒေကိုအတိပြုပြဋ္ဌာန်းကာနိုင်ငံအတွင်းရှိလူငယ်များကိုစစ်တင်နှံပေး၍ရှေ့တန်းစစ်မျက်နှာတို့ပို့ဆောင်လျက်ရှိသည်။နေပြည်တော်ဦးဇင်းတို့မြန်မာပြည်မှာဖြစ်ပေါ်နေရနော်။ပြန်ပြီးဆွဲလို့ပြောရမလားပေါ်လာလို့ပြောရမလားတော့မသိဘူးနော်။အဲ့ဒါလည်းနည်းနည်းရှေ့ရမှာသတင်းတွေကကြားနေရတယ်။တည်လည်းတည်ရတယ်ပေါ့နော်။အဲဦးဇင်းတို့မိတ်တီလား။ကံမြင့်ကြီးရွာနာမှာပေါ့နော်ဦးဇင်းတို့ရဲ့တခါကြီးပေါ့ ီနီလာဒုက္ခတောက်ဆရာဖွင့်ထားတယ်ပွဲယုံပဲရှိတယ်။အဲ့ပွဲယုံကကလေးတွေကိုဆွတ်စီသွားတယ်ပေါ့လေနော်။ဒါမှဆွတ်စီသွားတဲ့လူကြီးတွေအကြီးကဲနေနေမှာဦးနေထုံပြောသေးဘူးဗျ။နော်လိုအပ်ရင်တော့ဦးနေနောက်တဲ့တပတ်နှစ်ပတ်နှစ်ပတ်လောက်လုပ်နေဒီခံပြီးစောင့်ပေးလိုက်။နှစ်ပတ်လုံးလုံးမှမထူချဘူးဆိုရင်တော့အဲ့ဒီအဲ့ဒီကလေးတွေကိုဆွဲသွားတဲ့ပုံကိုယ်တွေပေါ့နာမည်တွေကိုဦးစင်အချိန်ကြီးအခါကြီးတိတိကျကျချပြမယ်။ဦးစင်ကိုယ်တိုင်လည်းနေပြီးတော့ဒီစာသွားတယ်မယ် ။ဘာလို့လဲအလုတ်ကပြန်လာတဲ့အချိန်မှာဆွဲပြီးနှစ်ချက်ကရက်သွားတာကဘယ်လိုမှကြောက်ဘူးလား။အဲ့ဒါလေးပြီးလို့ရှိကျေးဇူးပါဆွေးစီနေနေမိမိကြားတယ်လို့ဆိုတော့ဒါလည်းဒါတော့အခက်ပဲ။ဖေးကိစ္စနဲ့ဒီပေါ်တာဆွဲတာဒီပြန်ပြီးဆွဲတဲ့ကိစ္စနဲ့ပတ်သက်လို့ဘယ်သူမှအနိုင်မမှာပြောရတဲ့လူကရှားပါတယ်။အဲပြောတာတော့ကျော်ဆိုးကျော်ဆိုးဦးလားကျော်ဆိုးလုံးလားမသိဘူးနော်။အဲ့ဒါမီဒီယာဖိုင်ပေါ့။နောက်ကဒကမတယောက်ရှိပါတယ်။တော်တော်အရောက်ရတယ်တက်ကောင်းပါ။အခုလည်းမေးလိုက်လားမ။မေးလိုက်တော့တက်ကောင်းပြီတော့တောင်းပါ။ ဘယ်နေ့ပဲရဲဆိုတာကိုချက်မပြသေးဘူးပေါ့သူဆွဲတော့ဆွဲတဲ့ပုံကိုယ်မောင်းပြီးပါတယ်မောင်းနေပါတယ်မောင်းသွားပါတယ်ဦးညီမအခုဒေတာချက်လက်တွေရှိတယ်ဒီကလေးတွေကတလကျော်သွားပြီနော်တော့အချို့အုတ်ချို့ရင်းမှုတွေကလည်းဘုံမီးတို့ရဲ့ရဲဘာမှတောင်းမထဆောင်မဲ့လူတွေကိုမပေးဆောင်လို့ဆိုပြီးတချို့ကလည်းဆွဲတယ်လို့စီတယ်လို့ခေါ်တယ်လို့ဖြစ်ကြတယ်ပေါ့နော်ဒါနဲ့လည်းရဲမှကြုံတွေ့နေရတယ်အဲ့အဲ့လိုကြည့်ရတယ်မိမိတို့ရဲ့ရဲမှတမအာဒီဝါကြကြပေါ့နော်ဒီစမှုထားမှာဆက်ချင်းနေရအထက်ပေါ့၃၅နှစ်အတွင်းပေါ့အဲ့ဒါမျိုးခေါ်ပေါ့ ကျင်းဝင်စာတမ်းကိုခေါ်လိခဏတော့တောင်းဝင်မကြည့်တော့ခုတော့ခံရပုံကိုရတယ်တွေ့တယ်လူဆက်စီနေတယ်တွေ့ရတယ်ဒါမျိုးလုံးနဲ့မကြိုက်ဘူးရဲ့အဲမိလာမှာဖြစ်နေတော့တဲ့ဟာကြီးတော့အင်းနေမှာရက်တွေရောတိတ်တွေရောတော့ဆက်သွားတယ်ဘယ်ထွက်ဘယ်အနာပိုင်းဘယ်လူကြီးပေါ့ဘယ်နေမှာကုန်ရှိရတော့အဲ့ဒါလေးဦးနေချပြတာမိတိလာနေမဲလားဆိုတော့မကပါဘူးတော်ပရောင်းကလည်းတူတူပဲတော်တော်မယားနဲ့တော်တော်ပါလိပေါ့ဒီတရိုးသားမနက်ခင်းမင်္ဂလာဆောင်ပြီးကြအောင် နဲ့နေချင်းတို့သမီးကအမုံလေးစားချင်လို့ဆိုပြီးအိမ်ရှေ့ကနေပြီးတော့နန်းထိတ်ကိုထွက်သွားတာအဲတို့သားကိုဆွဲထိသွားတာဒါလို့လည်းမဖြစ်တင်ဘူးပြနော်ဦးနေသဘောမကြောက်ဒါမျိုးရဲ့အဲခုလိုမျိုးလိုင်းလို့လို့လည်းဦးနေကိုလည်းဟိုတက်ဆန်ရဖမ်းနေတယ်ဖမ်းလိုက်မယ်ဖမ်းလိုက်လိုက်တော့မှရှိတယ်ပေါ့နော်ဦးနေကတော့ဒီမျိုးပါတော့လားဆောင်းဆောင်ကြီးပေါ့အမျိုးသားကြီးနဲ့ပတ်သက်လာရင်လည်းဦးနေကပြောရမယ်ဘာလို့လို့ပြောရမလဲဆိုတော့တက်မတော်ရဲ့ပုံရိပ်တွေပေါ့တော်တော်ထိခိုက်တယ်နည်းနည်းကြဲကြဲမှလည်းဆွဲစီတယ်လို့ပေါ်တာဆွဲတယ်လို့ပြန်ပြီးခေါ်တယ်လို့ဆိုတာတက်မတော်ကပဲခေါ်တယ်လို့တချို့က အဲ့လိုအတွေးတွေပေါ့အပြောတွေဦးစင်းသားတွေမှာအတင်းကြီးခါခါကြားတယ်ပေါ့လားလဲလျှောက်ကြတယ်တကယ်တော့ဒီကိစ္စတွေကဒါထွေးဟုတ်ရဲ့ကိစ္စတွေပဲနော်ဟိုတက်မတော်နေတော့ဆိုင်နေလည်းပြောမလားမဆိုင်ဘူးလည်းပြောမလားမသိဘူးပေါ့နော်ထွေးဝခွန်တော့တက်လည်းပါမရဲလည်းပါမမိစက်လည်းပါမပေါ့အဲ့လိုပါလာကစားလို့ပါ냐ပြီးစုစီလို့အဆရှိတယ်လည်းပါနေပါကောင်းပါနိုင်နေပေါ့အခုပြောနေတာတော့ဒီမိတ်လာမှဖမ်းသွားတယ်ကလေးတွေတူရင်ထုံးပေါ့နောက်တစ်ခါညီလင်းထက်နော်နောက်တစ်ခါညီရဲလင်းပေါ့အဲ့ဒီကလေးသုံးယောက်ကသူတို့ပွဲရုံရှိကြောင်းမှဘုဘကအကွက်ဆင်ပြီးဖမ်းသွားတာ ဲ့ဒီဖမ်းမယ်နေရာတန်တဲ့ပွဲယုံနေတန်တဲ့အိမ်ကြီးကိုတော့အနာသက်ဆိုင်ရာလူကြီးကပြောလာတယ်။အဲဒီနေ့ကတော့မင်းတို့ဆွဲမယ်မင်းတို့ရှောင်ထားကြရှာထားကြပြီးပြောတယ်။ဒီကလေးတွေကအသီးနံပေါ့ငရုတ်သီးတို့နေလဲတို့ပဲတို့ဝယ်ပြီးပြန်လာတယ်ချင်းသူပွဲယုံရှိကြအောင်မှဆွဲစီခံလာရတယ်ပေါ့နော်။အဲ့ဒါတော့မိတ်ချီလာတောင်းဝင်ရှိတဲ့လက်ရှိတောင်းဝင်ရှိတဲ့ပုံကိုအတိဆုံးပါနော်။နောက်တွေဦးနေက data ချက်လက်နဲ့ဘိုင်လင်းနဲ့နာမည်နဲ့တက်ပြောင်းမယ်။အမင်းတို့ထန်ကုန်လေဒီကလေးသုံးရက်နဲ့လဲရတယ်ဆိုတော့လဲလိုက်ပေါ့။နော်မင်းတို့လည်းဒီလိုຢာတို့ဒီလိုထန်ကုန်ရဖို့ဆိုတော့မင်းတို့လည်းဟုတ်လား။တော်တော်ကြိုးစားခဲ့လို့ဒီလိုနေရာမျိုးတွေမင်းတို့ရောက်လာတာ။ နော်နောက်တစ်ခါလဲကြော်ပတော့ကကုလက်ရှိတောင်းဝန်ထမ်းဆောင်နေတဲ့ပုံကိုယ်ကြီးအလွှမ်းပြင်းနေဆိုတဲ့ကောင်လေးပေါ့နော်သူ့ရဲ့အဖေကြီးရဲ့အမေကြီးကသူတို့ကလဲစစ်မျိုးစစ်နေရမယ်အဲ့ဒီနေ့သူ့မိလေးဖမ်းသွားတော့သူ့ဖေကြီးမောအမေကြီးရောအဲ့ရတယ်မပုတ်လို့ပက်လက်တွေလမ်းလို့နော်ဥစဉ်ကိုယ်တိုင်စေးတွေပါထိုးပြီးစေးတွေပါကြီးကုပေးတယ်နောက်တစ်ခါသူ့မိရလဲမုတ်ဆိုးမကြီးအဲ့ဒီနေ့ကများဥစဉ်တို့လဲချုံပြပေးတယ်ပေါ့ဒါမှသူ့မိကလိန်မာတော့အဖိုးကြီးဖွားကြီးကမတားချက်လာသူ့မိရလဲမုတ်ဆိုးမကြီးသူ့သားကိုမတားချက်လာသူ့မိလေးညာလေးချက်များပါသွားတယ်သူတို့မှရုံချိုးမရပါဘူး သူဒီတကကြီးကိုယ်တိုင်လည်းသူမိတွန်နဲ့ပဲတယ်သူကလည်းစစ်မှုလဲဟုတ်ဟုတ်လားဘယ်နှခုနှစ်ကပင်နေယူခဲ့တယ်ထမ်းဆောင်ခဲ့တယ်ဆိုတာအချင်းချင်းလေးလေးအတနာတကံလေးဖြစ်လျှော့ကလေးတင်းတယ်အဲ့ဒါလည်းဦးနှင်းတို့ကိုယ်တိုင်လည်းသွားခဲ့တယ်ဟိုအထက်ဝင်းနဲ့မဖြစ်ပါနဲ့ဆိုလို့ဦးနှင်းတို့အောင်းနဲ့ဝင်ခဲ့တယ်ဟိုလမ်းကြောင်းနဲ့ဦးနှင်းတို့ရှောက်ခဲ့တယ်ဒါပေမဲ့အဲ့ဒီနေရာပုံကိုရဦးနှင်းတို့စမောတာလားထင်သေးတာလားတော့မသိဘူးခင်ဗျာနော်ဦးနှင်းတို့အဲ့ဒီကမနေ့ရှင်းနိုင်တော့လေရုံးနေကိုရောက်ထိုင်ဆောင်တယ်ဒါပေမဲ့ရုံးနေမှာဦးနှင်းကေဆောင်သူတို့ခေါင်းနဲ့မထည့်ဘူးကျန်တဲ့ဦး ဲ့နေရတနာပါတယ်ဟိုထွေလာကြီးတွေကြောက်ပလောင်းရောင်တော့ဘက်ချောင်းထဲမှာတဲတွေပါတင်းနေတာနေသားနဲ့လုံနေထွေလာကြီး၁၀သိန်းဆိုတော့ဖမ်းလာပေါ့အဲ့ဒီဖမ်းလာတဲ့ကိစ္စကိုသူတို့လုံနေကြတော့အဲ့ဒါတော့အာရကီလေးတွေဂျီလေးတွေကြဆိုတော့အဲ့ဒါအဓိကထားလုံနေပေါ့နော်ဒါမို့ခုနောက်ထပ်ဦးစင်းနေနဲ့နှစ်ပတ်တိတိတိခတ်ပြီးမယ်နှစ်ပတ်ကျော်လာလုံမှာမထူးကြဘူးဆိုရင်တော့ဦးစင်းကတော့နာမည်နဲ့ data ချက်လက်နဲ့ లై လဲလွှင့်မယ်မီဒီယာတွေမှာလည်းဦးစင်းတင်ပြမယ်နောက်ပြီးဆိုနေပြီးတော့ဒူးချုပ်ကြီးကြီးစီဦးစင်းတို့ကိုယ်တိုင်တွားရောက်ပြီးစတင်မယ်အခုလိုတရားမှာလဲဆိုတော့တက်မတော်ပုံရိပ်တွေထိမှာဆိုလို့ ီတက်မတော်ပဲဆွဲစီဓာတ်ကိုခေါ်လေလို့အဲ့လိုမျိုးတွေတချို့ကလည်းထင်းနေတဲ့လူတွေ၈၀ကျော်ကတော့ရှိတယ်နော်အဲ့ဒီလိုမျိုးတွေလည်းပါသွားတဲ့ပုံကိုယ်ကြီးအများဆုံးအဖြစ်အစင်းရဲသူစင်းစားများတယ်ဒီနေ့လုံးမနေစားများတယ်ဒီနေ့ဦးစင်းစကိုင်းကပြန်လာတယ်ဦးစင်းရဲ့ပတ်သက်ရပတ်သက်တော့တက္ကမရဲ့အသားပေါ့နော်အဲ့ဒီကလေးပါသွားတော့ကလည်းမွေးပြီတာမှ၃ရက်ပဲရှိသေးတယ်မျိုးသမီးကမီးတွင်းထဲမှာသူ့ယောက်ျားငပြောသွားခေါ်ပါတယ်နောက်ချစ်တင်ရတဲ့လို့ဆွဲစီသွားတယ်ဦးစင်းမျက်နှာရက်ခံတယ်စားလဲတင်ပြီးပါတယ်ဟိုတပတ်လောက်တော့နောက်ပတ်လောက်မှသူတို့ထင်ထဲပါခုကလည်း လို့ပြီးတော့၃ရက်ပဲရှိသေးတယ်လို့ပြောတာ။အဲဒီနေရာကောင်လေးလည်းအလုံးမလုပ်တဲ့သဘောမျိုးပေါ့နော်။အဲဒီနေရာကောင်လေးလည်းတွေ့ရအောင်မယ်။ဦးစင်ပြောအောင်မယ်။ဦးစင်တို့ဒီကြောက်စင်နေရတယ်။နောက်နောက်တစ်ပတ်စောင့်ကြည့်အောင်။အဲဒီကနေ့သူတို့မိသားစုနဲ့အက်ကလေးတွေကတော့ဦးစင်တပည့်တွေကတင်နေပြန်လာပါပြန်နော်။မန်ကက်ကလည်းပြန်လာပြီဒီရ။အဲဒီကနေ့အက်ကလေးတွေလည်းဦးစင်တယောက်ကို၅သိန်းကြီးပေါ့ဦးစင်ထောက်ပံ့ခဲ့။မတယောက်ကကျတော့ဘာကြီးကပူးနေတာအဲ့မကြတော့ဘူး။နောက်တစ်လားလောက်နေမွေးတော့မယ်။အဲ့ဒါကြီးလည်းပါတယ်။နောက်ပြီးတဝူရောသားကြီးလည်းဖြစ်တယ်။အဲဒီနေ့ညအဓိကကတော့ဒီကျော်ပေါင်းက လွှမ်းပြင်တဲ့ကိစ္စရယ်လိတ်ထီလာဗောနော်တူရင်ထုံးတို့နေလင်းထက်တို့နေရဲလင်းတို့ကိစ္စဗောနော်အဲ့ဒီကိစ္စကိုဦးဇင်းဒီနေ့ညတော့နမူနာလေးနဲ့အပြီးတော့ပဲဗောနော်နောက်ထပ်နှစ်ပတ်နေရင်ဦးဇင်းလိုက်လဲလွှင့်မယ်နေပြီးတော့လည်းဦးဇင်းကိုယ်တိုင်စာသွားတယ်မယ်အဲ့ဒါမင်းတို့ထိုင်ကုန်တဲ့ဒီကလေးတွေနဲ့လဲရဲတယ်ဆိုတော့လဲလိုက်ပေါ့ကွာနော်အဲ့ဒါလေးတွေပြောကြရင်လို့ဘာဖြစ်လို့ပြောကြရင်ဆိုတော့ဒီကလေးတွေရမိပါလေဗျာကျုံကျောင်းအတုပါကြတာခဏခဏလမ်းကိုပြကြတော့ကျုပ်ကလည်းခါပူတာခံနေတယ်နားပူတာတော့မခံနိုင်ဘူးညနော် ခိုးရတည်ရမနေ့တို့အကိုရအကိုကြောင့်ရှာကြတာတွေလည်းများကြတယ်ပေါ့သူတို့ရဲ့ဖြစ်ချင်တဲ့သဘောကတော့ဒီကလေးမဝေးပြီးွားလို့နောက်ပတ်မှာသူတို့တာကိုခေါ်သွားမှဆိုရင်သူတို့လက်ခံတယ်ပေါ့အဲ့ဒီလိုမျိုးတွေလာကြတယ်လို့တော့ပဲဦးသိန်းလာကြတယ်နည်းနည်းချက်ကအခုကြောက်ပတော့ကတက်ဆိုင်ရခုဒီလက်ခုယခုလက်ရှိပေါ့တောင်းဝန်ထားဆောင်နေတဲ့လူကြီးတွေပေါ့နော်အဲ့ဒီလူကြီးတွေရမိတ်ရှိလားခုလက်ရှိတောင်းဝန်ထားဆောင်နေတဲ့အာနာပိုင်ကြီးပေါ့ ။ဘုခုလိုမျိုးလိုက်လွန်ပြောရတယ်ဆိုတာတတ်မတော်ရဲ့ပုံရိပ်တို့ပါသသားရဲ့ပုံရိပ်တွေကိုမထိခိုက်သေးခြင်းလို့ဦးစင်းနေနဲ့လိုက်လွန်ပြီးပြောရတာ။တကယ်တော့ဒီလုပ်ငန်းကြီးကပါသသားနဲ့လည်းမဆိုင်ဘူးနော်။ဒီပါလာကဖနဲ့လည်းမဆိုင်ပါဘူး။တတ်မတော်နဲ့လည်းမဆိုင်ဘူး။အဲ့ဒါမှအဓိကဒီလိုမျိုးလုပ်ငန်းကြီးကဘယ်သူနဲ့သက်ဆိုင်လဲဆိုတာတော့လက်ရှိတောင်ဝထောင်နေတဲ့လူကြီးတွေမျိုးနယ်တွေခရိုင်တွေတိုင်းတွေမှာတောင်ဝထောင်နေလူကြီးတွေအိုးသိပါတယ်။ပြောနေတာဒီကလေးဆိုတလကျော်သွားပြီ။တချို့ကလေးတွေသနာသာကနေလို့ဖြေလျှော့တင်လို့သူတို့နဲ့ ဒီတက်မတော်ရဲ့လိုအပ်ချက်နဲ့မညီညွတ်တဲ့ကလေးတွေဆိုရင်ပြန်လှုပ်ပေးလိုက်တယ်တော်တော်လေးများပါတယ်။အဒီကလေးလက်တူပဲစကမ်းကကလေးဆိုရင်သူကလက်တရစတိဝေးထည့်တာ။ခုဆွဲတဲ့ကောင်လေးကလည်းဂျိုးဂျိုးမှမသိနေရောမနေရောစုတ်ပြတ်မှမသိပဲဆွဲတဲ့ကောင်လေးကအများကြီးရှိတယ်ဗျ။မာသွားတဲ့ခါကျတော့ဟိုမှာခွေးကြီးထင့်နေကြတာ။နော်ဟိုတချို့နေရာတွေမှာလည်းဟိုဘီဘိုးစီဘိုးတွေလည်းခေါ်ချသွားတာပဲအဲ့လိုကောင်လေး။ဟိုကျတော့တခါသွေးတွေပြန်စစ်ပေါ့။နောက်တခါဦးသိန်းပြောချင်တာကတော့ဟိုနေ့ကတောင်ကူကပေါ့နော်ကီတုမတီကဟိုဘုံမူလား ဘာကောင်လဲတော့ဦးစိတ်ဝင်စားပါအောင်သူကလည်းဆေးဘက်ဆိုင်ရာပေါ့နော်ကုလမဆွဲသွားတဲ့ဟာတွေသူတို့ဆေးစစ်တယ်အဲ့မဲ့ဦးစင်ရတပည့်တယောက်ကလက်မဖြတ်ထားတာမကြသေးဘူးအဲ့လက်မကတ်ခက်နေဝေဒနာတွေသူပြောပြတယ်ပြောပြတော့ဒီကောင်ကကလေးကိုပိတ်ငေါ့တယ်အဲ့တော့ဦးစင်ပြောလာတယ်မင်းကဘလို့ကိုတော့ထင်လို့လုံးလို့အဲ့ဒါရှင်ပြရှိလို့ဒီကလေးကိုမငေါ့တာလို့မဆဲတာလို့မိတဲ့ငါပိုဆဲကြတယ်လို့ငါငေါလဲပိုကြတယ်လို့ငါကလေးကထဲထဲကြောင်နေချင်းလို့ငါသိခံနေရလို့သူကဆေးဘက်ဆိုင်ရာဒေါက်တာလည်းဖြစ်တယ်ဗျာဒေါက်တာဆိုတာအပြောကောင်းရင်လူနာယောဂတော်ဝတ်တတ်တာဟုတ်လားဦးစင်တို့ဒီနေပြီးတော့ခရင်တောင်ဆေးအောင်ပါဆေးဘက်ဆိုင်ရာဒေါက်တာတွေလည်းဦးစင်တို့ရင်းနေပါတယ် နော်ပြုံးလင်းဆိုတဲ့လူတွေပဲဒီမန်းလေးဆိုတဲ့လူတွေပဲတတ်မတော်နဲ့ပတ်သက်လာရင်ဒေါ်လိုက်တော်တော်ချင်းကြီးတာတွေ့ဒီကေတုမတိယစေဘဆိုင်ရာဒေါ်တာတော်တော်မှာရမ်းနေပေါ့သူဘုံဘူးဆန်းလောက်ပဲနေမှာပေါ့အဲ့ဒီပုံကိုတော့နောက်နေသားမဦးနေသေးတာချက်လက်နဲ့ဦးချပြအောင်နော်အတင်းတန်းကြောင့်ဘုံဘူးကိုယ်တိုင်ကလည်းပြောဒါဘုံကအဲ့ဒေါ်တာမရောက်ဘူးလေဒီဘက်ကတော့ပိတ်ငေါက်လာတယ်သူတဲ့အကြီးမှန်းလည်းမသိဘူးလေးစားမှန်းလည်းမသိဘူးတဲ့ခလူကတော့လည်းမသိဘူးတဲ့ဘုံဘူးတိခံလိုက်ပါဆိုလို့ဦးတိခံလိုက်တယ်နော်အဲဒီနေ့ညကတော့ဒါနမူနာလေးပါဗျာနော် ခုခင်ဗျားတို့ချက်ရွာဒီမှာနေဒီမှာပြောနေကြတဲ့ပေါ်တာဆွဲတယ်ပေါ်တာဆွဲတယ်ဆိုတဲ့ကာလပေါ့ပေါ်တာဆိုတာတော့အရင်တော့အသုံးခဲ့တဲ့စကားလုံးတွေပါဒီနေ့မင်းကလေးမှကြောက်လို့အားပြီးမှဆိုရင်ဒီနေ့ပြောရင်းမှာနေဒီမှာအဲ့တော့ပေါ်တာလို့ခေါ်တယ်ပေါ့ခုကတော့ခွေးကတော့ဘလို့ပေါ်တာခေါ်တယ်တော့ငင်းနေမပြောပြတယ်နော်အဲ့ကောမန်လေးရတယ်ဦးမင်းပြန်ကြည့်ပြပါဦးနော်စာသားရဲ့အုတ်ကြီးနဲ့ စိန်မှုကလှုပ်ဆောင်နေတာဗျာတဲ့သူရိုးရက်ွက်မှာဗျောက်ကို330နဲ့ဖြတ်တယ်တဲ့အဲ့ဒါတော့သူရဲ့ဒါအင်ဖော်မာပေါ့နော်ဒေတာကမှဘယ်ရက်မှာဆွဲမယ်ဆိုတော့အထက်ကလူကြီးကမတည်ဘူးလူဒီလိုကလူကြီးရှာတယ်ဒါတော့ဘယ်လိုလုပ်ရလဲသူရဲ့ဒါရိုးရက်ွက်ဘာမှမရှိဘူးအဲ့ဒီအင်ဖော်မာရဲ့လမ်းကြောင်းကိုကျောင်းကိုယ်တို့လည်းပဲမှအဲ့လိုပဲငပြောခုတ်သွားတဲ့ကလေးတွေဘယ်လိုနောက်ချစ်တင်သွားတဲ့ကလေးတွေအုံးလက်သွားဖို့တဲ့ကလေးတွေအဆွက်စီခါလာအများကြီးပဲအဲ့ကလေးတွေရဲ့လမ်းကြောင်းကိုဒီရက်ရွာတို့အုတ်ချုပ်ရင်းမှုတို့နောက်နောက်တခါရက်ွက်တို့အုတ်ချုပ်ရင်းမှုတို့ ဘာမှညာမှုတွေပေါ့အဲ့ဒီပုံကိုလည်းပို့သိမှာပေါ့ဒါကြွားရကြတယ်မှာ information ရှိတယ်နော်အဲ့ဒီဟာမျိုးတွေတောင်းလဲပါပါတယ်ဗျာနော်စကားရမင်္ဂလာညာချမ်းပါဥဒိမပါဗျာမင်္ဂလာပါဗျာနော်အလုံးမင်္ဂလာပါဦးနည်းလမ်းမလို့ကနေအလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါအဲ့ဒီကြာဦးနေဆွေးနွေးကြတဲ့ပုံကိုညာရှင်းမယ်။ లైన్ မတက်ခဲ့ပါလို့ဦးနေနဲ့ခိတ်ခေါ်ပါရနော်။ခွာတယ်ဒီလိုမျိုးပြောတဲ့ဟာတို့ဆိုတာကတော့ချော်ဆိုးဦးရဲ့နောက်တစ်ခါပြန်မှန်းသိပါ့။ ော်ဦးဇင်းတို့မျိုးသားကြီးတွေကမီဒီယာပေါ့အဲသူကတော့ပြောနေတာတွေ့တယ်နောက်တော့ကဟိုမီဒီယာတက္ကမတယောက်ချင်းတက်တော့မှာပေါ့ဟိုဦးဇင်းနဲ့တက်တော့မှာတော့ခဏတော့မရှိပါဘူးသူသူလွှင့်လာလေးတွေတွေ့တွေ့နေရတယ်နော်အခုတော့ဘယ်လိုပြောရမလဲဆိုတော့ဦးဇင်းနေနဲ့ဒီနေ့ည9ရက်ပေါ့3လပိုင်း2025နော်ည9နာရီခွဲချိန်မှာဦးဇင်းလိုက်လွှင့်တယ်ပေါ့နောက်တော့ဦးဇင်းနေနဲ့နှစ်ပတ်တည်းတည်းစောင့်ကြည့်မယ်နံပါတ်၄ဒီဆောင်ကြည့်လို့မထူကြဘူးဆိုရင်တော့ဟိုမိတိလာသက်ဆိုင်ရာအာနာရှိတဲ့လူကြီးပေါ့နော်။ကြောက်ပတော့ တဆန်ညာအမှန်ရှိတဲ့လူကြီးရေပေါ့အဲ့ဒီပုံကူကြီးဥစဉ် data ချက်လက်နဲ့နာမည်နဲ့ဘိုင်းနေနဲ့တက်ပြီးဥစဉ်ပြောမှာတော့နေပြီးတော့ဒီလေဥစဉ်ကိုယ်တိုင်သွားပြီးစတင်မှာအားကြောင့်လို့တင်ရလာလဲဆိုတော့တက်မတော်ပုံရိပ်တက်မတော်ရဲ့ဂုံသိက္ခာတွေကြာရှင်းနေပေါ့ညှိုးနှောင်းနေပေါ့နော်ဥစဉ်တော့ဘယ်ပါတီဘက်မှာပါတဲ့ပုံလို့နေမပေါ့ဟုတ်ဖုန်းကြီးဆိုတော့အဝါလဲမဟုတ်အနီလဲမဟုတ်အနီလဲမဟုတ်အစိမ်းလဲမဟုတ်ဖုန်းကြီးတော့အဝါပေါ့မြို့သားကြီးလမ်းကြောင်းပေါ်မှာတက်လာမှဆိုရင်တော့ဘယ်အစိုးရပဲဖြစ်ဖြစ်ဘယ်ပါတီပဲဖြစ်ဖြစ်ဘယ်ဖွဲ့စည်းပဲဖြစ်ဖြစ် ဥပဒေပေါင်းလို့ရတယ်ခုခံကာကွယ်မှာဒါဥစဉ်လို့ရအလုပ်ဥစဉ်လို့ဆိုရင်ဒီမျိုးသားလေးလောက်လား၂၀၀တခုနှစ်ကလေးလောက်လာတာနော်မျိုးသားလမ်းကြောင်းတက်လာမှဆိုရင်တော့မျိုးသားရိုးအာခံမဲ့တိုက်ခံမဲ့ဆိုရင်တော့လက်မခံဘူးဥစဉ်တော့အဲအဲ့ဒါလေးဥစဉ်လို့ပြောချင်တာပါနော်နောက်ဒီတော့ဥစဉ်နေနဲ့အဖမ်းသွားတဲ့နေ့ကမောင်းဖီပါတယ်မောင်းလီပါတယ်ဟုတ်လားအာနာပဲနေ့ကဘဇူးပါတယ်ဘယ်ချိန်ဘယ်နာရီဘယ်နှမိနစ်ဘယ်နေရာဘယ်လိုကားနဲ့လာဆွဲတာလားကစားဥစဉ်ကိုချပြမယ်နော်ဒီမေတီလာကိစ္စရယ်အဲကြောက်ပရောင်းကိစ္စရယ် အဲ့ဒါလေးဦးနဲ့ချပြပေးမယ်ပြောပါမင်းတို့လိုအပ်ရင်ပြောပါဟုတ်လားဒါတော့ဘယ်တိုင်းသားပဲဖြစ်ဘယ်လူမျိုးပဲဖြစ်ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်ခုနိုင်ငံကိုယ်လူမျိုးတော့အချင်းမြင်လို့တာများပါတယ်ဒီစင်မူတန်းကိစ္စကလည်းတော်တော်လေးခရေရိုက်နေကြတယ်ပေါ့နော်ဒါတော့မသိတဲ့လူတွေတော့ခရေရိုက်တာပေါ့ဒါစင်မူတန်းတော့ခုမှပြဋ္ဌာန်းထားတဲ့ဥပဒေမဟုတ်ဘူးဟိုရှစ်ပွေးဝင်နေဒီလက်ထက်ကလေးကပြဋ္ဌာန်းထားတဲ့ဥပဒေအဘိဒီခေါ်ရတဲ့လူတွေဆွဲသွားတဲ့လူတွေကလည်းဒီစုမူတန်းနဲ့ပတ်သက်လို့ခံလာမဲ့ရလက်တယ် ဟုတ်လားရရှိမဲ့အကျိုးကျေးဇူးတရားတွေကိုမရှင်းပြဘူးသူကအဲတွေ့တဲ့ကောင်ဒီကောင်ကစမ်းမရေးကောင်လားဟုတ်လားမိုးဆုံးပါသားလားတဦးစီးသောသားလားလည်းမသိဘူးသူမျိုးသမီးကဘိုက်ကြီးနေလားအမျိုးသမီးရှိလားမရှိလားလည်းသူတို့မသိဘူးတွေ့ရကောင်ဆွဲပြီးတက်လက်သွားတာပဲနောက်ပြီးကျွန်တော်တို့ကခွေထည့်နေကြတာနော်အဲခုနေ့ကလည်းဦးစင်းညတနားတို့မှာလိုက်လွင်နေပေါ့အဲဒီလိုက်ကိုလည်းဦးစင်းကအုပ်ချုပ်ရင်မူကမေတ္တာရက်ခံလို့ဦးစင်းအားလေးခဏခဏဟိုဖြတ်တော့မချပါဘူးဦးစင်းကိုတောက်ခတ်လိုက်တယ်ပေါ့တောက်ခတ်လိုက်တော့ဦးစင်းတစ်ပါးပဲကြည့်လို့ရမယ်ကျန်တဲ့လူကိုကြည့်လို့မရဘူးနော် ဒါမှအတိုင်းတာတဲ့လုံးလာရင်တော့ဦးညာဟိုဘေးအာနာရှိတဲ့ပုံကူပဲဖြစ်ဖြစ်ဟုတ်လားအာနာရှိတဲ့ဖွယ်စည်းပဲဖြစ်ဖြစ်အတိုင်းတာတော့လုံးမလာနဲ့ဒီမှာဝိညာဉ်နဲ့ညီမယ်တရားသောမိလန်းနဲ့ညီနေမှာဥပဒေပေါင်းရမှာဆိုရင်ဦးဇင်းတို့အနေနဲ့ကျိုးဆိုးတယ်ဝက်ကမ်းပဲပြောရတာလဲဦးဇင်းတို့ထောက်ပံ့ပေးမယ်ပံ့ပိုးပေးမယ်ဟုတ်လားဒီကနေ့ဦးဇင်းစကားနဲ့ပြန်လာတယ်ဦးဇင်းနဲ့ပတ်သက်ရပတ်သက်ကြောင်းဦးဇင်းတကမရဲ့တားရီပေါ့လေးယောက်ဦးဇင်းထောက်ပံ့ခဲ့တယ်သူ့မိဖေတွေလည်းခေါ်သွားတယ်အဲမင်းမိဖေတွေကငါ့ကိုမကြောက်နဲ့ငါမင်းတို့မွေးထားတဲ့သူ့မဟုတ်ဘူးဘယ်ဖုန်းကြီးမလို့ကြောက်တယ်ပေါ့အေးမင်းမိကိုကြောက် ကတော့ခါမှာသူ့လေးယောက်လုံးသူ့မိစေလေးယောက်မှာခေါ်ပြီးသူကဆီကနေနှုတ်နဲ့ချပြီးတယ်ပေါ့ဟာလာမိဘနှစ်ပါးရဲ့ပုံမှာသားတို့ကအကဲကောင်ကိုစီကမနှောကံဘလို့ဖြစ်ပြောမှဆိုမှရှိရင်အနုညခွန်းလို့ပေးတော်မူပါဆိုပြီးကိုနေဆီကတိုင်ပြရတယ်ကလေးလက်ဆိုတယ်ဒီလေနောက်ဆိုဟိုဘက်သူတို့ကြားတဲ့တောင်ကိုထမ်းဆောင်အောင်ကလေးကြီးဖြစ်တယ်ပေါ့နော်အားကြောင့်ကိုဦးစင်းနေတဲ့တန်တန်တဲ့ဘက်ကဒီကလေးတွေကိုထောက်မပြင်းနဲ့တမ်းမရည်ယူဆက်လိုရတာချင်းဦးစင်းကိုဖုံးဆက်ဒီလိုမှားခဲ့တယ်ကလေးတွေလည်းပျော်ရွှင်တယ်မိဘတွေလည်းပျော်ရွှင်တယ်ပေါ့နော်ဒီကအသေးပါငါလူက9ယောက်တင်ခဲ့တာတင်ခဲ့တာဗာကြီးတဲ့2ယောက်ကလေးပေါက်ဆန်းတဲ့2ယောက် နောက်ဟိုဒကမာကြီးကတယောက်ဆိုဦးစင်က9ယောက်လောက်ပဲမောင်းတဲ့လူကတယောက်ဦးစင်နဲ့ဆိုတော့ကာပြည့်ညံ့တာဂျက်ကလေးဘာဖြစ်တော့လဲအဲ့ဒီဒီလိုရေပေါ်တာဆွဲတယ်လို့ပြန်ပြီးဆွဲတယ်လို့ဆိုတဲ့စကားလုံးနေရတော်တော်လေးဦးစင်တို့ညီမပြည်မှာခရက်တော်တော်ထတယ်နော်အဒီကနေ့ညပြောချင်တဲ့အဓိကကတော့မိထီလာကနော်ဒီနီလာဒုက္ခပွဲုံရရှိမှာဆွဲသွားတဲ့အဖွဲ့စည်းကြီးနော်မင်းတို့ရဲ့နာမည်ဒီဒါချက်လက်တွေပုံရှိတယ် ဲရွာအုံကြီးလည်းမင်းလည်းအတူတူပဲနော်မင်းနှစ်ချက်ွက်သုံးချက်ွက်လေးရတယ်များနေပြီနောက်တကကြောက်ပတော့ကသက်ဆိုင်ရလူကြီးတွေပေါ့နော်အရှင်ပြတို့ခက်ဝင်နေမှဖြစ်ပါနဲ့ဆိုလို့ဦးဇင်းတို့အောက်လန်းလန်းလည်းဝင်နေဦးဇင်းတို့ရဲ့တပည့်ကလည်းဒီထဲမှာလည်းရောက်နေတဲ့အတွက်ဥပဒေဘောင်လေးကလည်းလမ်းလျှောက်တယ်ဥပဒေဘောင်လေးကလမ်းလျှောက်လို့လက်မခံဘူးဆိုရင်တော့မင်းတို့ထိုင်ကုန်တဲ့ဒီကလေးတွေနဲ့လဲကျင်နေဆိုရင်တော့တက်ခိုင်ကဝက်ကမ်းပဲပေါ့နော်ဝက်ကမ်းပဲကျိုးစိုးတယ်ဟိုလိုက်မလွတ်နိုင်လဲဦးဇင်းကတော့နှစ်ကြော်ကြီးကဦးဇင်းကောက်ကလည်းပိတ်ခံလို့ ဒါပေမဲ့တကယ်မြန်မာနိုင်ငံမှာအဓိပတိဆရာတော်ကြီးတွေကဟိုခက်ခါနိုင်ငံကြီးခါသိမ့်မကောင်းတော့လိုက်မလွင့်ဘူးဥစဉ်ကိုခေါ်ပြီးဩဝါဒပေးလို့ဥစဉ်ငြိမ်ခဲ့ဒါပေမဲ့ဒီကနေ့ဒီကနေ့ခက်ရောက်လာတဲ့ခါတော့ပြောတင်ပြောလိုက်တဲ့ခါတော့ပြောမှရတော့အဲ့ဒါကြောင့်ဒီကနေ့လိုက်လွန်နေဖြစ်တယ်အဲခုလိုက်လွန်လို့မလည်းပြန်ကြုတ်ကိုလာဖမ်းနေတယ်ဖမ်းနိုင်တယ်ပေါ့ဗျာနော်ဖမ်းမယ်ဆိုရင်တော့ဥစဉ်ရအမျိုးသားကြီးပေါ့အမျိုးပါသားတော်ချင်းမြင်လို့လက်ရန်ရှင်တို့ညူကမောင်တို့မတွေကျုပ်ထောင်းလိုက်ရောက်ပြီဆိုလဲကျုပ်ကိုချင်းမောင်ရွယ်လေးတို့အပိကျော်လေးတို့ပို့မယ်လူတွေရှိရင်လည်းရှိမှာပေါ့နော်အဲဥစဉ်တော့ ီမှာလိုက်လွန်းလာတော့ပို့တင်လာတော့မတွေ့ဘူးဆိုရင်တော့ဒါဥစဉ်ကိုဖမ်းသွားပြီလို့ကျွန်တော်တို့တတ်မှတ်လိုက်ပေါ့နော်ဒါလေးတွေပြောချင်တာဥစဉ်နှစ်ပတ်တည်းတည်းအချိန်ပေးမယ်နှစ်ပတ်တည်းအချိန်ပေးလို့မှလမ်းကြောင်းတန်းဥစဉ်ကိုစာရေးလက်တင်ထားတယ်အဲ့ဒါမှမလာဘူးဆိုရင်တော့မင်းတို့ထိုင်ကုန်နေပေါ့လေးရည်ဆိုရင်လင်းလိုက်ပေါ့နော်မင်းတို့လည်းအဆက်ဆက်နေတယ်လားဒီလိုနေရာမျိုးရောက်ဖို့ဆိုတာမင်းတို့လည်းစူးစမ်းကြရတာအချင်းချင်းခါခါပေါ့နော်အဲ့ဒါကြောင့်မလို့ဦးညာဟိုတော်တော်လေးကိုသိခံခဲ့တယ်ဗျအတိုင်းဓာတ်တွေကလွန်းလာတယ် ါမှမဟုတ်ဒီကပြောနေတာရက်ရွာအုပ်ကြီးတွေတို့ရက်ကွက်ကအုပ်ကြီးတွေတို့ကိုတောင်းဝင်ကြတယ်နှစ်ယောက်ဆိုနှစ်ယောက်သုံးလုံးသုံးယောက်တောင်းဝင်ကြေးမောင်းထားဆောင်ပေးပါခမရတို့တောင်းဝင်မကြည့်တော့ဟိုကတွေးမိတွေ့ရကုန်ဆွဲဒီကခမရတို့ရက်တွေရွာတွေကအင်ဖော်မာတွေကပို့ဆိုးတယ်နော်အင်ဖော်မာတွေကဒီတော့ပါဒီမှာရွာတွေမှာလာဖို့ဆိုတော့တောင်းတန်းကလာဖို့မလွယ်ဘူးလေခမရတို့တော့ဒီရွာတွေကအင်ဖော်မာတွေရှိလို့ဟောလာဒီကလေးကတော့မနေ့ကဘယ်တော့မှဆွနှုံးသွားပေါက်တယ်ဒီမှာငပြောသွားခိုးတယ်ဒီမှာနောက်ကြည့်တင်တယ်ဒီမှာမြည်ချတယ်ခမရတို့ကတည်ဆုံးတယ်လောက်ပါနဲ့ခမရတို့နာကကုန်၆ပေါက်လေးလေးလာပါ ဘယ်လိုပါလူကြီးဖြစ်လို့ဆိုရင်ကိုယ့်ရဲ့ပါလူကိုပြန်နေရကိုစားရွေးပြီးပါလေကိုစင်မလေးကလိုက်လွန်တယ်လို့ပေါ့ဟုတ်ဆက်ရှင်တွေကလည်းတော့ငါတို့အကျုံးဝင်တယ်ကောင်တတိတာလည်းကိုစင်းရသားလည်းကောင်ဟုတ်လားပတ်စံမွေးတဲ့ကောင်ကိုပတ်စံချလာတဲ့ကောင်လည်းခေါ်စကမ်းမှုသားလည်းပါလို့စကမ်းမှုသားလည်းအကျုံးဝင်တယ်လို့ခေါ်ဘူကြီးသားလည်းအကျုံးဝင်တယ်လို့ဒီထက်ကိုခေါ်အိုးချုပ်မှုသားအကျုံးဝင်တယ်လို့ခေါ်ရိုင်းမှုသားလည်းခေါ်အများရှိမှမဲနိုင်လားဟုတ်လားမဲပေါက်တဲ့အခါထားဆောင်လိုက်ပေါ့အဲ့ဒီမျိုးတွေမှတော့မလုပ်တော့ဟိုတွေးမိတွေရာလေးရှောက်လို့ဒါမျိုးတွေဥစဉ်တော့မကြိုက်ဘူး ဟာလာခမတော်တောင်းဝင်မကျေဘူးဆိုရင်ဥက္ကရာရာတို့ကမလုံနဲ့အထက်ကိုတင်ပြလိုက်အကျွန်တော်ကဥက္ကရာမလုံနိုင်တော့ဘူးပြီးတော့မင်းတို့မပြောရဲဆိုရင်ဥစဉ်ကိုလည်းလိုက်ပြောပေးမယ်သက်ဆိုင်ရာလူကြီးကိုနော်ပြီးတော့ဥက္ကရာလာကလည်းရပါတယ်ကွာနော်အဓိကကိုယ့်ရဲ့ရွာလူကြီးပါဝင်မင်းတို့ကိုယ်တိုင်ကမမမမရက်တည်ပြရခုကမို့မင်းတို့ကဖုံးဆက်တော့လည်းမကင်ဘူးဟုတ်လားဝိတ်တာလို့ဝိုက်တာလို့မသိကြောင်ဆောင်တာလို့လို့နဲ့မလုံနဲ့ဥစဉ်အဲ့ဒါမကြိုက်ဘူးနော်မှန်တယ်ပြောတာမင်းတို့ဥက္ကရာလုံကမလုံနိုင်ဘူးအထက်ကတောင်းပေးတဲ့ဟာကိုမဆောင်မထမ်းဆောင်နိုင်ဘူးဆိုရင်မလုံနဲ့ထွက် ။အဲဒီတော့ထွက်ခြင်းနဲ့ထက်ကထွက်ခွင့်မပြုဘူးဆိုအဲ့ထက်ကို live ဦးစင်းကိုလည်းလိုက်ပြောပြီးမယ်။နော်လုံးဝပြီးအားရှိပါလေ။ဟုတ်တယ်မလား။မင်းတို့ကတောင်းဝင်မကြည့်တော့ဘာညာဝိပါဒတကဒီကညားကုန်တာပေါ့နော်။ဟုတ်ကွာလာဆွဲတာနဲ့ဒီကလာစီရတာ။ဒါမျိုးညားအဲ့လိုညားတော့ရွာရက်ဒီမှာအခု6ရက်တိုးဆိုရင်တို့ရွာဆိုမိကိုတိတ်နေတယ်။ဒါပေမဲ့ဦးစင်းကတော့အခုခဏနေကင်းပတ်အောင်ပါ။နော်ဦးစင်းရွာကိုဒီကြောက်ဆိုင်မျိုးနဲ့ဦးစင်းကင်းလှည့်အောင်ပါ။အခုနေ့ကတော့ဦးနေမတင်ကားလို့ခလောင်းတစ်သိပ်ပေါ့လူလေးရောက်ဦးနေဆက်ကြည့်လိုက် ောက်ပြန်တော့အကောင်ကြီးရေးဆင်တယ်ဆိုတော့နော်ပြုတ်ပြတာလည်းနေမကြောက်ငါနေကိုမတော်လာဘူးနောက်ကျွန်တော်ဘုန်းကြီးကတောင်းနေတာဒီဘာလဲမလုပ်နေတာလည်းမသိဘူးအဲ့ဒါကြောင့်မလို့ပါလို့အဲ့လိုပြောလိုက်တယ်။နော်ဦးဇင်းခဏနေနေတာကျက်လိုက်အောင်။ဒါဦးဇင်းပြောမှာဆိုရင်6နာရီခိုးပဲဆိုရင်ဆိုင်ရင်လည်းပိတ်ကုန်။ညွားလည်းလည်းခွေးတကောင်မီးတကောင်တော့အလံမကြတော့။နော်ခုလက်ရှိတောင်းရှိတဲ့ပုံကိုရပါဗျာ။ဦးဇင်းဖြစ်နေကြတာတော့ဦးဇင်းပါ ပါသွားတဲ့ကလေးတွေဆိုရင်ကိုကမမမမနဲ့ဆုံးရှုံးပြရမှာဘာလို့လဲဆိုဝင်းလို့ရတောင်းဝင်ကြွားရည်တောင်းဝင်ကြတဲ့ပြင်ကိုပလဲစင်ပို့သူသဘောစိတ်ဆန္ဒနဲ့လိုက်သွားတဲ့ကလေးလည်းရှိတယ်အဲ့ဒီလိုကလေးတွေမျိုးဆိုကျွန်တော်တို့ရရမထောက်ပံ့နေပါဦးလင်းကိုလည်းထောက်ပံ့ပါမယ်နော်အဲ့ဒီလိုပြောလို့ဟိုနေရာကျုပ်လိုက်လို့ပို့ဖြစ်တာရက်ခံပြီးသူတို့လာပြီးတောင်းမှန်သွားတာပို့ဒါမှကိုလုံးချက်ကိုကိုသိပေါ့နော်ဘုန်းကြီးဆိုတာဘုန်းကြီးရဲ့အတိတ်ကိုပြောမယ်ဆိုရင်တော့ဒါလေးကောင်းပါမယ် ဲလိုရခေါင်းဆောင်တဲ့ဝါရလူကြီးပဲဟုတ်လားအဲ့လိုဒီကိုလည်းလုပ်တယ်မိရဲ့ရအုပ်ချုပ်မှုပဲဘာပဲလုပ်လို့ကိုယ့်ရဲ့ရရှိတဲ့ဘုန်းကြီးတွေနဲ့လက်တွဲရတယ်လူနေသူတွေနေရတယ်ဟုတ်လားဘယ်ဒေတာဘယ်ချက်ပဲဖြစ်ဖြစ်ဆရာတကာလက်တွဲညီမသာသနာပြုလို့ရတာဘုရားကျောင်းဆောင်လာကြည့်လိုက်လीသူပဲကျောင်းတွေ့လဲဘာကကျောင်းတွေ့ပဲနော်ဆရာတော်ဥတော်ပြီးတာကျောင်းတွေ့ပဲဒါဘုရားကျောင်းဆန်ဘုန်းကျောင်းတွေ့ပဲနောက်ပိုင်းမှာဒီနေ့ခေတ်လို့ပေါ်လာတော့ခေတ်ပညာတွေလို့တက်လာလို့စာသင်ကျောင်းလို့ဘာလို့ရောက်သွားတယ်ပေါ့ဟုတ်တယ်မလား အားလုံးနားမကြည့်ရှုနေပြိတ္တတွေလဲကိုစင်းရဲ့လှည့်လွတ်တာလေးကိုရှင်းပြလိုက်ပြနော်တာသနာလူကြီးတွေလည်းရောက်တော့လို့ရှင်းပြလိုက်ဦးတော်မှန်တရားနဲ့ပတ်သက်လာရင်တော့မျိုးပါသာသနာနဲ့ပတ်သက်လာရင်ဆွေမျိုးပဲဖြစ်ဖြစ်တသိင်းနေပြီဦးတော်မခွဲခြားဘူးပြမှန်တရားကိုတော့မြင်လို့ရတယ်ဦးတော်ဒါပေမဲ့ဦးစင်းတို့ရဲ့ကြီးရောကျဥတီချက်ကမျိုးသားရေးကိုပဲဥတီတာမျိုးသားရေးအစားကလည်းမြတ်ဗုဒ္ဓအစားခဲ့တာပဲဒီနေ့ခေတ်လူတွေကမျိုးသားရေးနဲ့နိုင်ငံရေးမကွဲပြားတဲ့ကလေးတွေများတယ်နိုင်ငံရေးနဲ့နိုင်ငံအရေး Ну, гоня.